ော်ကျွန်တော်တို့တော်တော်လေးတော့ fire ပါပြီလို့ပြောမယ်ဒါက MSS season 2ဖြစ်တာနဲ့ညီပဲ MSS season 1ထက်အများကြီးပိုကောင်းတဲ့ graphic တွေနဲ့တူပဲ Rare Esports နဲ့ AI Esports ရဲ့ Best of 3 game number 1ပွဲစဉ်ကတော့အားလုံးနဲ့တူပြန်ဆလာပြီဗျာဒီအချိန်မှာတော့ Pickock Hero အသုံးပြုထားရဲပေါ့နော်ကျွန်တော်တို့ဒီ character ကာကြာတွဲလုံးလေးကိုအသုံးပြုလာ Rare Esports နဲ့တစ်ဖက်က AI Esports အနေနဲ့လည်းပြန်ကြည့်မယ်ဆိုလို့ရှင်တော့11 Angela တွေပါလာပြီဆိုတော့ ဟိုနှစ်သိန်းလောက်ရဲ့ drug duration ကတော့မတူဒီပေါ်မှာလည်းတသိန်းနဲ့တသိန်းကအပြန်လဲ react လုပ်သွားလဲမတွေ့ရအောင်ပြောမဆိုလို့ရှင်တော့ကို drug ကိုဆော့လာတဲ့ပွဲပေါ့ဗျာအဓိကလည်းကျွန်တော်တို့ဒီပြောင်းလဲလာတဲ့ update patch ဒီပေါ်မှာကျွန်တော်တို့ဒီအသင်းတွေနဲ့ဘလောက်ထိဒါ adaptation လုပ်ထားနိုင်မလဲပေါ့ဗျာခုဆိုလို့ရှင်လည်းကျွန်တော်မျိုးပေါ်အပြောင်းလဲတွေတို့အများကြီးဒါလုပ်ထားရပေါ့နော်ကျွန်တော်တို့ဒါဒီဒီခုပွဲနေရသူခြုံနေများတဲ့ danger grass မှာတို့အနေနဲ့ပြန်ဆော့ရတယ်အဒီတွဲအကြောင်းကိုကျွန်တော်တို့ဒီ ambush လုပ်ပြီးတော့ assassination လုပ်လို့ရမယ့်အရာတွေကဒါနှစ်သိန်းလုံးအတွက်အားသာချက်တွေဖြစ်တယ်အဲ့ဒီဘက်မှာလည်းကျွန်တော်တို့ဒီကာကြက်ခတိတာတွဲလုံးတွေထုတ်လာလို့ဒီဘက်ကလည်းကျွန်တော်တို့ဒီဝင်ဝင်အင် င်လာတွဲလုံးတွေပြင်လဲပြီးတော့ရွေးချယ်ထားတယ်ဗျာ Okay ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိ minute ပိုင်းခြားရီမှာတော့တို့တွေနဲ့အားလေးငယ်ထိတွေ့မှုကတော့နည်းတယ်ဗျာနော်ပြောရမယ်ဆိုလို့ရှိရင်လည်းပုံမှန်တန်းလေးပါပဲ Expanded River သွားခဲ့တယ်ဆိုတဲ့အခက်တည်းကမှာကျွန်တော်နည်းနည်း Gang Gang Man ကြီးကတော့ပို့ပြီးတော့အားတာမယ်ကာတာခရီးတာဒီဘောဘောဘလော့တိကျွန်တော်တို့ control လုပ်နိုင်မလဲဆိုတဲ့အချက်ကလည်းအရေးပါတယ်အောက်မှာလည်း Samuel နည်းနည်း AC လေးပဲလူလိုက်ပြီးတော့ dash လေးပါလည်းလက်ကြည့်တဲ့အားလေးငယ် minute ပိုင်းခြားဗျာနောက်သေးဆုံးတော့ပြောရရင်တော့ကျွန်တော်တို့အစင်လာရတော့ဒါရှေ့မှာလည်းတို့ရဲ့ဒီ Ryan ဆိုလို့ရှိရင်တို့ရဲ့ former team တွေပါတယ်ရှင်ပြရင်ဆိုင်ကဘူးတဲ့အပန်းလေးရှိတယ် ဒီ logo အောက်ကနေတွေ့တာကျွန်တော်တို့ပထမဆုံးပဲအရင်တော့မတွေ့ရသေးဘူးနော်မလား question rule လေးထပ်ပြီးထားခဲ့တဲ့ခိုက်တယ်မော်လို့ရှောင်းရံသူအနည်းနည်းလေး basically သွေးလျှောက်ဖို့ပဲသွားတဲ့အနေထားမျိုးပြဆိုတော့ Messi ရဲ့နောက်ပိုင်းလာမယ့်အဲ့လိုမျိုး penalty နဲ့ control လုပ်မယ့်အရာလေးပဲ penalty zone လေးကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမှာထင်တယ် အဓိကအဲ့လို trade driver တွေကတကယ်အရင်ကဆိုရင်အရင်မတွေ့ခဲ့ရရမယ်နောက်ပိုင်းအားလုံးကိုပြန်ထိန်းဖို့အတွက်သုံးလာကြပါဘောနော်အားလုံးကတောင်းတောင်း hero တွေဆိုလို့ရှိရင်ပြန်ရှင်းလို့ရတဲ့ spam အားကောင်းလာတဲ့အချိန်မှာဒီ trade driver နဲ့ပြန်ထိန်းတဲ့ချက်ကသဘောတော့ချရတယ်ဒီ first order fight မှာ carrier ရဲ့ကျွန်တော်တို့ red wave တီနဲ့ ကရီတာအပြင်ဘာနောက်ကနေလိုက်လာမယ်ကာကြိုက် divine adjustment လေးကြည့်ရမယ်ဗျာအဆက်စင်နေနဲ့ယူရီတို့ကပထမဆုံး AI နဲ့ဒါပြန်လှည့်ပြီးတော့ပေါ်ထွက်လာတဲ့ပွဲစဉ်ဆိုတော့လေ Titan 5ကိုတော့ AI Esports စနေပြီဗျ Black Label 4တော့မရသေး Stampion အနေနဲ့ Ultimate တို့ရောက်သွားပြီဆိုတော့ sign လို့တော့ရတယ် Messi ဝင်လာမယ့်အချိန်တခုဗျာဒီကတော့ Jody Angel တို့ပြန်ပူးသွားပြီဆိုတော့ sign မဲ့နေတာတခုလောက်တော့တွားကြမယ်ပေါ့ဗျာလာဟာဘူစာယူရီပြန်ရရတဖက်ကလည်း Excuse နဲ့ဖြတ်2 Final Slash မှာ3 man ပဲထပ်ပေးတာနောက်မှလည်း AOG ပြန်ပြီးတော့ခုံမှုတော့ကျူးစားနေတယ်တစ်ခါတည်းတခုပါတော့နောက်မှလည်းတောက်လျှောက်ပါတဲ့ကာကြ Divine Adjustment ရဲ့အမ Cup 4နဲ့ First Blood ပြန်လဲရတယ် PS ဆယ်မှာပြန်ရခဲ့တဲ့ခိုက်တမတော် F1 trade ဒါတယ်တို့ EA Sport ပြန်လည်ပြီးတော့သိမ်းပိုက်ထားနိုင်ခဲ့ပါပြီဒီကတော့ကျော်ရီဒီခုနကတော့ဖိုင်သွားတဲ့ချိန်ဒီမှာအင်လာပူပြီးတော့ပြေးဆိုင်မဲ့အရာတခုပဲအဲမဲ့ကျော် retribution ပဲတဲ့တခုကတော့အများကြီးပူပြီးတော့ဒါအကောင့်သွားတယ်လို့ကျော်ရီပြောလို့ရတယ်ဗျာ အော် hero k ရောတကောင်တကောင်ချင်းစီပဲပြင်လဲပြီးတော့လဲလဲပေးထားပါသေးတယ်ဟုတ်တယ်เนาะအဓိကကျွန်တော်တို့ဒီသူတို့တတယ်တော့ပေးလိုက်ရဆိုရင်ဒီတော့တခုမှเนาะကျွန်တော်ပြန်ကြည့်မှာဆိုလို့ရှိရင်တော့ဒါ hero k နေနဲ့ yuri ရောဘာလို့ပြန်ချသွားဆိုရယ်ပန်းချလေးရှိတယ်ကာကြရဲ့ divine adjustment လေးရလဲတကယ်လို့တော့ fine နေကြတယ်ဗျာလောလောဆယ်တော့เนาะကျွန်တော်ဒီပွဲစဉ်မှာ caster ရဲ့เนาะဒါ talent prediction ဗျာเนาะကျွန်တော်တို့ရဲ့ panelist ရဲ့ talent prediction ဖြစ်ပါတယ်ကထားပါတော့ဆိုတော့ now တော့ ါဒါတိတ်ပြီးတော့မကွာလာသေးဘူးပြဟီရိုကီတစ်ဖက်ကိုတကောင်းစီအနေထားရှိရယ်ရန်အီစပေါ်အသင်းတတေကိုကျွန်တော်တို့ဒါရယူထားနိုင်ခဲ့ရဆိုတော့အနေထားတစ်ခုမှာတော့နောက်ထပ်လာမယ့် second tier fight ကိုကြည့်ရမှာဗျအင်ဂျလာရဲ့ကျွန်တော်တို့ဒီ head cap တွေကတော်တော်လေးခုနအသုံးဝင်တာမျိုးတွေ့ရတယ်ဗျနော် Angela Hacker ဒါကကျွန်တော် meta hero ဖြစ်နေကြတယ်ဆိုတော့အခက်အတန့်မျိုးတွေမှာသူရဲ့ဒီ enemy skill ကူတော့ခဏခဏ pull လို့ရတယ်ဆိုတဲ့အချက်တကူကတော့စိတ်ချက်ပဲ objective jungler ရောဒီနောက်ပိုင်းသွားတဲ့ assistant jungler ရောကျွန်တော်တို့ battle advantage တွေအများကြီးရောက်ထားနိုင်ကြတဲ့အခြေအနေမျိုးတွေတော့ပြောရမယ်ပေါ့နော်ဒါမှမဟုတ်နောက်မှာတော့ကျွန်တော်ဒီ Kafu ရဲ့ Grand Jar ပေါ့ Hero Kit သူစပြီးတော့ရရတာပြာ Grand Tank ရောက်လာခဲ့တဲ့အခြေအနေမျိုးလေးတွေနဲ့ Kaja နောက်က Kadira သွားမယ် Singata က pick off လုံးဝတေချာတဲ့တွဲလုံးတွေဟာ Elite ကိုအခြေအနေတော်တကူရောက်လို့ရှိရင်တော့ပြန်ပြီးတော့ pressure ပေးနိုင်မယ်အနေအထားမျိုးလေးတွေဖြစ်လာမယ်ဒီအချက်မှာတပတ်က B7 အနေနဲ့ဘယ်လောက်ထိ supporting ပေးနိုင်မလဲပေါ့လေဒါလေးကလည်းနောက်ပိုင်းမိနစ်ပိုင်း ်ကြတွေအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုပါဒီနဲ့တင်းရဲ့ဒီထိတ်ထိတ်ထွေးဆုံမှုကစိတ်ဝင်စားဖို့ကောင်းတယ်ဒါ Rayon Esports ဆိုတာလည်းကျွန်တော်တစ်ချိန်တစ်ခါဒီ player တွေကတော်တော်လေးအထွေးကြုံရှိတဲ့ဒါ player တွေဒါဖြစ်တယ်ပေါ့နော် Orion prediction อ่ะตลอดเมียๆซะๆอ่ะเนาะทุ่งสันได้หมดเนี่ย e-sport แบบมาแล้ว close 3ทีอย่างชื่อနေแก่อ่ะเนี่ยอ้าวมาอัพไปနေได้ดาปริตัตเนี่ยก็เนาะเจอเนี่ย e-sport โหเจออัพไปနေปริตัตเนี่ยก็เมียๆနေ တော့ဒါပရိသတ်ရဲ့ကျွန်တော်ဒီ prediction ဖြစ်တယ်ပေါ့ဗျာအဲ့တော့မကြိုင်ချိန်တွင်းမှာတော့ကျွန်တော်ဒီ objective ကပြန်ဆောက်အောင်မယ်ထုံးတဲ့အတိုင်းပဲဒီခုနကဝါလိုမျိုးခြေနေမှာပြန်ဆောက်ဝင်လောက်အောင်ပါဗျာကဲတောက်လျှောက်ပဲเนาะကျော်တောက်လျှောက်ဆိုလို AOG ပြီးသားတယ်မှာ Cherokee ပြန်ပိုင်းသားတဲ့ Tolo Stage ရဲ့မှာ Final Creation Yuri Samurai W အစောတပီးနေနေပဲ Hiroki တကောင် Leader 5မှာလည်းတောက်လျှောက်ဆိုလို့ပဲအရင်ကြီးဆိုတော့သင်ပြန်လဲသိမ့်ပိုက်ထားတဲ့ပြုံမှာ ပေါ်လာခဲ့တဲ့တက်တေကိုပါတခါတည်းပူထွဲပြီးတော့ယူသွားတော့မယ်ဗျာပုံမှန်တန်းလေးပဲသူတို့အနေနဲ့ objective ဘိုင်းဆိုင်ရာအားသာချက်တွေကိုအသုံးချပြီးတော့ဒီ making time memory ကိုပါတခါတည်း AI e-sport အနေနဲ့ဥဆောင်ထားဖို့ကြိုးစားနေဗျာတစ်ဖက်ကတော့ Ryan e-sport အနေနဲ့သူတို့ဒီရှင်းပါလဲကျွန်တော်တို့ပြောခဲ့သလိုပဲဒီလူဒီစုဖွဲ့လေးကနည်းနည်းလေးပြန်ပြီးတော့အချိန်တစ်ခုတော့ရလာပြီဒါမှမဟုတ်ပဲ AI e-sport ရဲ့စုဖွဲ့မှုနဲ့ရှင်းတဲ့အချိန်မှာတော့ဒီလားလက်ရှိ game နဲ့မကွယ်အားလေးကမိနစ်ပိုင်းခြားရဲ့ထက်သလောက်ကြီးတော့မตายရသေးဘူးဆိုတဲ့အနေထားမျိုးလေးလည်းကျွန်တော်တို့ပြန်တွေ့ရတယ်ဗောနော်ဆိုတော့ online first round take down တခါလေးလုပ်ဖို့တော့ကြိုးစားနေတယ်နောက်မှလည်း Samuel ပြန်လာခဲ့တဲ့ခက်နောက်တစ်ခုမှာတစ်ဖက်ကလည်း Messi Rebest 3ချက်နောက်မှလည်း Super Lion ဒီ ုင်း judgment အနေနဲ့ပြန်ကထားတဲ့ခိုက်တက်မှာတော့ Ryan Esport တပရက်ကူတို့ပေးထားကျွန်တော်မရှိသေးဘူးဗျ AC လေးပဲ3ရဲ့နောက်ထပ် defending တစ်ခုတော့ပြန်ပြီးတော့ပုံဖော်ရအောင်မယ်ဒီပွဲကကျွန်တော်တို့ဒီအဖွင့်ပွဲနေဖြစ်တဲ့ညီကျွန်တော်နှစ်သင်းလုံးကတော့ကျွန်တော်တို့ဒီ objective fight တွေမှာဆိုရင်တော့တီးကြတယ်အဲဒါပေမဲ့ပြီးွားလို့ရှိရင်တော့3ရဲ့ family ကိုစီလေးပြန်ပြီးတော့တွားကြတယ်ဗောနော်အရင် Esport အနေနဲ့3ရဲ့ဒါအဖွင့်ပွဲအစဉ်တစ်ခုမှာအဂျန်ဂလာတိတယောက်ဖြစ်တဲ့ကျွန်တော်တို့ဒါယိုရီပြန်ပြီးတော့ပါလာတယ် penalty ဆုံးထပ်ပေးတိုင်းနေပဲ Samuel ရောရလိုက်တယ်ဗျာ အဲ့နောက်ကကောင်းတော့တဖြည်းဖြည်းနဲ့ကျွန်တော် AI e-sport အနေနဲ့တောင်ဥဆောင်လို့လာခဲ့ပြီပဲဖြစ်ပါတယ်။อืมတော်တော်လေးတော့ဒါပြောမှဆိုရင်တော့ကွာမှုလေးကြီးမားလာလို့ရှိရင်ပြဿနာတက်နိုင်တယ်ဗျ။အခုလဲဒါပြောမှဆိုလို့ရှိရင်နောက်ဝအရာ Hero K တာနေဆိုရင်ဒါတစ်ခုမှအနိုင်ငယ်လေးဆတာရယ်ဗျ။ AI e-sport တင်အားလုံးကသူအရင်မှောက်သွားလို့မရအောင်နော်ဆမ်မူရီအနေနဲ့ဒီရှေ့မှာလဲသူတောက်လျှောက်တာထပ်ပြီးတော့ဝင်လာပြီးတာမှန်ပေမဲ့နောက်မှာလဲ front line နေတဲ့ဒါတောက်လျှောက် final slot တွေရိုက်ပေးဖို့ကရှိနေသေးတယ်။ကာဂျာကရီတာဆိုတော့ ultimate ရဲ့ကူလောင်းနေရကြာတယ်ဗျ။ဒါပေမဲ့ ကောင်မိွားလို့ရှင်လေအိမ်ပြွားရတကောင်မတတ်တော်ဘူးဒါကြောင့်မလို့လေအင်ဂျလာအိုစလီနဲ့ပြန်စီနိုင်မလားဆိုရဲအချက်တစ်ခုကျွန်တော်အနေနဲ့ထည့်ပြီးတော့စဉ်းစားမယ်ပိုင်းတော့ရှိတယ်ဗျာဝမ်ဝမ်ကွန်ပိုင်ရှင်မလာသေးဘူးပြောမှဆိုလို့ရှင်တော့ online မဖြစ်လာသေးတဲ့အနေအထားတစ်ခုမှာတော့ AI eSport အနေနဲ့လေထိန်းပြီးတော့ဆော့ဖို့တော့ရှိတယ်မယ်နောက်ပိုင်း elite ရဲ့ combination မှာ AI eSport အများကြီးပြောင်းလဲနိုင်မလားကြည့်ရမယ်ဗျာ immu ပါတဲ့အရာတစ်ခုကဘာပဲနေနေသူ့အတွက်ကတော့ကျွန်တော် pick off ဒီ stand ဒီအကုန်လုံးပြန်ပြီးရှောင်ရှားသွားနိုင်မလားပေါ့နော်နည်းနည်းဖမ်းရပြူရတော့မလို့ရမယ်ဒီကာကြလိုမျိုးကြီးတို့ပါနေတဲ့အချိန်ဒီမှာ ဒါဝန်ဝန်ဟိုလာ single target aim မယ်ဆိုရင်တော့ဒါတေချာဘောက်ကိုကျွန်တော်တို့ဒါဖမ်းမိသွားမယ့်အခြေအနေတခုလို့ပြောရမှာပေါ့နော်။တကောင်ရရင်တော့သူတို့အနေနဲ့တကောင်ကပြတ်သွားနိုင်တယ်။ window ကတွေပါရတော့ကျွန်တော်ဒီ elite အနေနဲ့ပြင်လဲပြီးတော့ပြီးလာပြီဗျာ။ဒီတိုင်းဆိုရင်တော့သူ့အနေနဲ့ဒီ damage ပေးရတဲ့ point တွေမှာပို့ပြီးတော့ comfort ဖြစ်လာတော့မယ်ပေါ့နော်။ purifier နဲ့ဒီဘက် cancel လုံးဝလွတ်လွတ်မရတဲ့ခါကျတော့ဒီဘက် judgment ကတော့တော်တော်လေးလဲဒါနောက်ပိုင်းမင်းရဲ့ point ချရီမှာ ဆက်ပြီးတော့ကျွန်တော်တို့အလုပ်ပေးလာပြီဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်လာမှာပြ။ Now I get the N1 game တက်တာတော့ရမှာသူတို့နေတဲ့လေးပြန်ပြီးတော့အဆင်ပြေသွားမှာအနေအထားမျိုးလေးတော့ပြောရမှာ။တစ်ဖက်မှာလည်းရှောင်းရန်နေတဲ့သူပြန်ပြီးတော့ Jungle Dive တွေပဲပြန်ကြည့်နေကြတဲ့ခိုင်တဲ့တစ်ခုမှာတော့ Monster Band လေးပါလေးရတော့သူ့အနေနဲ့ပြန်ပြီးတော့စောင့်ကြည့်ရအောင်မယ်။ Gadita ရဲ့နောက်ကနေ Breath of the Ocean လေးပြန်ခံထားသည်ဆိုပေမဲ့ Messi နဲ့ Black တို့ရဲ့ Gadokacha Trisla ကိုပြန်ကာထားဖို့တော့ထင်တယ်လို့ကြီးလွယ်ကူတဲ့အနေအထားမျိုးတော့တိတ်မဟုတ်ပြန်ဘူးဗျာ။ ဆိုတော့တာတယောက်နည်းနည်း dance တာတော့များတော့များနေပြီနောက်မှလည်းကက်တီတာနည်းနည်းတောက်လျှောက်လိုက်ကြည့်ထားရတဲ့ character တကူမှာအော်လန်မော်တော့ပုံမှန်အတိုင်းလေးပဲ angel ပါတယ်အသင်းရဒီ objective နဲ့ opposite lane မှာ push တယ်ဆိုတဲ့အရာလေးဒါပေမဲ့ super line နည်းနည်းဖြတ်ဖို့တော့ကြိုးစားပြီးကတော့ကြိုက်ပါလာတဲ့ကက်တီတာ red wave ထက်အခွဲမှာ angel ထက်အပူ dependent zone back line မှာ two man နဲ့ထိန်းခဲ့ damage တွေကြောင့်ရ furnace line နဲ့3 man ပြန်ထိခဲ့ပြီးတောက်လျှောက်ပဲ red wave ဖြစ်အောင်မယိုရီ super line ကိုတက်ပြီးတော့အစုံသက်တစ်ဖက်ကလည်းရှောင်းရန် shadow kill လေးပြန်ပေးထားခဲ့ပြီးမယ် fire man ကန်နေခဲ့တဲ့ character တကူမှာ messy light to die ရတယ်ပဲတတ်တာတဲ့ဥပါ ian e sport ဆက်ပြီးတော့တိမ့်ပိုက်ထားနိုင်ခဲ့ပါပြီ တယ်ဖိုက်ကတော့တောက်လျှောက်ဆိုလိုပဲဟီးရိုကေးတွေပါနော်ကြော်ပြန်လဲပြီးတော့ဒါမပီးခဲ့ရတဲ့အပြုံပါတတူပါတခါလေးယူသွားနိုင်ရဲ့ဗျာကရောက်ကချာနဲ့ထရီဇလာရဲ့ front line power ကိုနောက်ကနေအင်ဂျလာပူးလိုက်တဲ့အချိန်မှာဟာရာဗူဇာပိုင်းနာသည်လဲ damage မဝင်တော့သလိုမျိုးဒီ red wave ကိုလည်းနောက်ကနေပြီးဟာကန်နဲ့ပြန်စီခဲ့ဆိုတဲ့ချက်တွေကအများကြီးတော့သွားပြီးတော့တီးတာကြီးကောင်းနေတယ်ဗျာကျန်နေခဲ့တဲ့ hero တွေကို jury လိုက်ပြီးတော့အဆုံးသတ်ပေးခဲ့ဆိုတဲ့အခိုင်အတန့်ကြောင့်မလို့ hero key တကောင်နဲ့တူပဲဒီတစ်ခေါက်မှာလည်းနောက်ဆုံးအချိန်မြောက်တတေကို AI sport တိတ်ပိုက်သွားနေတဲ့ now 2k over ဆိုတဲ့အကြာတစ်ခုတော့ပိုင်ဆိုင်သွားခဲ့ပြီဗျာ ဆိုတော့တဖြည်းဖြည်းနဲ့တော့ဒါပြန်ပြီးတော့ဒါအသာသီးရောက်ဖို့ဆိုတော့မလွယ်တော့တဲ့အခြေအနေတစ်ခုတော့ Rain Esports နေရောက်တော့ရောက်လာပြီဆိုတော့ Grandja ရဲ့ Golden Time ဝင်ဖို့ကတော့ ဒီတက်ပို့ပြီးတော့နောက်ကျနိုင်တယ်ဗျလက်ရှိကကျွန်တော်ဒီ rain ကိုသွားချင်းနေတဲ့ပုံစံတစ်ခုကကျွန်တော်ဒီ ambush လုပ်ပြီးသွားရင်ကျွန်တော်ဒီဆွဲလို့ရမယ့်ပုံစံတွေကအများကြီးလုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ရတစ်ခုကအဆင်မပြေသွားတော့ရှောင်းရနေတဲ့ဒီ objective သွားပြီးတော့ယူရဲအခြေအနေမှာနည်းနည်းပို့ပြီးတော့ခက်ခဲသွားတယ် front liner နှစ်ကောင်ကလည်းကျွန်တော်တစ်ဖက်ကအကောင်ကြီးအတုံးကောင်ကြီးဗျာ space view ကလည်းပို့ပြီးတော့အဆင်ပြေတယ် crowd control လည်းပါနေတဲ့အခြေအနေမှာ retribution လာပေါက်ဖို့အတွက်ဒါ rain e-sport အနေနဲ့နည်းနည်းခက်ခဲတယ်ပေါ့နော်အခုလက်ရှိတဲ့ရှောင်းရ3 vs 1ပြန်မေးဖို့တော့ကြိုးစားနေ back up ကတော့ပြန်ပြီးတော့လာထားသေးတယ်ဗျာ မရှယ်ရိုထက်ကနေဖက်ကလည်းပြန်ပြီးတော့ပေးတာပြီးတော့မလိုက် AOG ထက်အခုမှ Rowan နဲ့မပြသေးဘူး Fire Slash မှာလည်း1 man လေးပဲ Black တကောင်သွားပါကြတဲ့ခါတည်းကမှ Penalty Zone မတူးမဲထပ်ပြီးပြီးနေသေးရဲ့ဗျာရရရှိနေခဲ့တောင်းကောင်တကောင်ဖြတ်ဖို့က Ran Esports နေလာအတော်လေးကိုခက်ခဲတဲ့နေသားမျိုးလေးလည်းကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်ဗျာ Kariba ညာဆိုလို့ရှိရင်နည်းနည်းလေးပြပို့ပြီးတော့အဆင်ပြေမလားထင်မှတ်ရတယ်ဆိုပေမဲ့ Grandja ဒီ Golden Time ကိုအနေငယ်လေးနောက်ကျနေခဲ့တဲ့အခိုက်အတန့်မှာတော့ရရရှိနေခဲ့တဲ့ Gatokacha နဲ့နောက်ကပါလာခဲ့တဲ့ Trizzler ကိုဖြတ်ဖို့တော့အတော်လေးတော့ခင်းရင်းသွားပြီးနောက်ပိုင်း Manager လာလေးလေးဒီပြဿနာပို့ပြီးတော့ Ryan Esports အတွက်ကြီးမားလာလေးတွေတော့ဖြစ်လာလိမ့်မယ် ဟုတ်တယ်เนาะကျွန်တော်မရဘူးပြအဓိကအဲ့လိုခုနလိုကရောင်ချာနဲ့ထွေသလားရဲ့ durability ကအရင်ကမြင်မာနေရပါเนาะအဲ့တော့မှအင်ဂျင်လာကလည်းတောက်လျှောက်ပြန်ပူးပေးတာမျိုးရှိရယ် rubber light တွေပါနေရယ်အဲ့ဒီပြင်မှာ cafu ကလည်းအခုချိန်ဒီ iron trap ဖို့အတွက်တော်လေးယုံကန်နေရဆိုရင်ဒီထားမှာဖြစ်နေရပြအဲ့တော့ကြောင့်မလို့ instant မပြတ်တဲ့ပြဿနာကြီးဂျားထဲမှာ damage မလောက်တဲ့ကိစ္စကိုဖြေရှင်းဖို့တော့လိုလာတယ် oh final accretion မှာ railway fast super bat တန်းပေးနေနေတယ်ပဲ ဒီလော့မှာတော့ spare တစ်ခွက်ကမရှိတော့ပြန်အောင်ဗျ round fade ခွဲလိုက်လို့ဗျမဟုတ်ရင်ကျွန်တော်အိုင်နာမှာပြတ်သွားနိုင်တယ်အဲ့တော့ ultimate cooldown information oh pa seven တကောင်တော့ကျွန်တော်ရှောင်းရန်အပါတော့ခေါ်ထားသေးတယ်ဗျအဲ့တော့25 second rebound တိုင်းနေထားတခုမှာ long range ရီပြန်လေပြီးတော့ရောက်သွားသေးတယ်ဆိုတော့ dive floor ရရ final execution အန်ဒီအဲ့တော့များနေဗျာဒီကတော့ကျွန်တော် lane phase ကိုပြန်ချောင်းသွားပြီဒီလောက်ထွက်လာမယ် time တခုပဲ AI e-sport အနေနဲ့ပြန်ဆောင်တာပိုကောင်းတယ်အဲ့ဒါမှမှသူတို့အနေနဲ့ map control ဘိုင်းနေပို့ပြီးတော့ကျွန်တော်ထိန်းချုပ်ထားလို့ရမှာဗျာ Hiroki နဲ့ low တယ်ပဲပြန်ပြီးတော့ထွက်လိုက်ရတဲ့ data မျိုးတွေတော့ဖြစ်သွားတယ်ပေါ့နော် channel ကတော့ကျွန်တော်တို့ဘာမှတော့ထွေထူးထူးပြောစရာတော့သိမ့်မရှိဘူးဗျာ Ryan e-sport အနေနဲ့ early game high temperature condition ဘိုင်းကနေဗျာတစ်ဖက်က AI e-sport လည်းသူတို့ blue machine ကစားလို့မရသေးဘူးလို့ make minute ဘိုင်းချားတယ်မှာလဲ Kafu အနေနဲ့တစ်ဖက်ကကျွန်တော်တို့ရှိရပြောသလိုပဲ durability နဲ့ကောင်ဖြတ်ဖို့အတွက်အတော်လေးခက်ခဲနေကြတဲ့အခြေအနေဆိုတော့ သူတို့အနေထားကျွန်တော်တို့လုံမရပြုမရအတော်လေးကိုကြက်ကြက်တဲတဲတော့သွားပြီးတော့ဖြစ်နေရပြာဆိုတော့ Jangerus Janger Space လေးပါလေးလေတဖက်ကကျွန်တော်တို့ Hayabusa နဲ့ရှောင်းရန်သူရောက်အောင်ယူနေတယ်သူကလုံးဝ Antesso ရာပြီးတော့နည်းနည်းလေး AI Esport သူမဟုတ် AI Esport နည်းနည်းလေးသူတို့ဒီ High Counter Attack မှာမားမရတခုချိနေကျင်နေတယ် Penalty Zone American Band နဲ့3 Man Kafu နဲ့တန်းကြတဲ့ SQJ ပြအတိုးမှာ Slash ပါလာခဲ့မယ် Elder ရှောင်းရန်ကိုထပ်ပြီးတော့အဆုံးစား AUG တက်ခုံလာရတယ်ပဲနောက်တဲ့2 Man Down ကိုမှာထပ်ပြီးတော့သိမ်းပိုက်ထားပါသေးတယ် ဟုတ်တယ်။တော့ကျော်ယူရိုကနှစ်ကောင်လောက်ထိသွားပြီးတော့ကြာခဲ့ရဗျာ။တော့တက်လာနေတဲ့အနေအထားတစ်ခုမှာပြန်ပြီးတော့ defend ဘောကနှစ်ယောက်မရှိနေဘူးဆိုတော့တော်လေးတော့မလွယ်ကူတဲ့ခြေလိုပဲသုံးသပ်လိမ့်မယ်။နောက်မှလည်း Elite Combination အနေနဲ့ဝင်လာခဲ့တဲ့နောက်မှာတာဝါတော့ပြီးရောက်ပြီးတော့များမလား။ဒါမှမလဲ Passage ရှိတဲ့ကြားထဲမှာတော့တော့လေမြန်လေးပဲပြန်ပြီးတော့ပြီးသွားရဗျာ။နောက်ကကွာမှုတွေ Chief of Final Slap 2 man တပြီးတော့ပြီးရသေးတဲ့နောက်မှာ Final Accretion မှာတပြီးတော့ Tony နဲ့ပဲ မရမဲကောင်တော့ကာဘောကတော်တော်လေးတော့မလွယ်တော့ဘူးဗျ။အဲကတလိန်လောက်ကိုရောက်ကိုကျိုးဆိုင်ဆင်ပြီပဲ။ပြန်ပြီးဝင်လောက်ကိုကျိုးခရော့စ်အိုတက်ပြန်ဖွင့်သွားတယ်ဗျ။ယိုရီတက်ပေးတိုင်းနေပဲ။ဆမ်မြူအယ်အပါကောပက်ထရဖိုင်း3မန်ကွန်ထရိုးရှယ်ရိုကေဘပိုင်းလိုက်နေပဲ။မက်ဇီကိုပြန်ရလိုက်သေးတယ်ဗျ။ဘက်တူဘက်ဒီနောက်မှာရကာဖူးပြန်လေပြီးတော့လိုင်းမေးဖို့လုပ်ပေမဲ့အရင်ကတော့တိုးဖို့မလွယ်တော့ပါဘူး။ ကဲရီယိုတီစီမှုအနေခဏလေး on သွားခဲ့တယ်ဆိုတဲ့အချက်တခုတော့ကျွန်တော်တို့ပြန်ပြီးတော့တွေ့လိုက်ရတယ်ဗျာနော် first mcglain လေးပါလေလေတို့အနေနဲ့ဆက်ပြီးတော့ပေးထားပြီနောက်မှလည်း elita အနေနဲ့ဝန်ဝါကတော့ ac တက်တော့တက်တာထပ်ပြီးတော့ဖြစ်နေသေးပဲ itemization ရတဲ့သူအနေနဲ့ condition side win dot ကနောက်မှလည်း has claw ပါညာအကုန်သွားပြီဝင်ရနေချပါညာပြီးသွားခဲ့ဆိုတဲ့အခက်အတန့်မျိုးတွေမှာ grandja အနေနဲ့ပြစ်ဖို့ခတ်ဖို့ကတော့အတော်လေးခက်ခဲလာတဲ့အနေအထားမျိုးလေးလည်းဖြစ်လာတယ်ဗောနော်ကာကြာတော့ dominance တွေသူစတင်လိုက်ပြီးတော့နောက်မှသူ winner crown နည်းနည်းဒီမှာ ဖရီနိုင်လေးပါလေပြန်ကားတဲ့အခြေအနေမျိုးဆိုတော့နောက်ပိုင်းတော့ဒပန်ဂျက်မန်ပါညာကျွန်တော်တို့သွားတဲ့အပန်းလေးမှာပို့ပြီးတော့အဆင်ပြေလာဖို့တော့ရှိလိမ့်မယ်ကက်တီတာနဲ့ကာကြနည်းနည်းလေးဒီထက်ပို့ပြီးတော့အားလေးကမကိမ်းမှာအလုံးလုံးနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီဝန်ကအရင် comfort ဖြစ်နေမှာတော့မဟုတ်ဘူးဗျာဒါပေမဲ့အခုကနည်းနည်းလေးနောက်ကျသွားပြီလို့ခံစားရတယ်ဟုတ်တယ်အတေးကကျွန်တော်ဒီ grand jar လည်း priority မပါသေးဘူးဆိုတော့သူ့ရဲ့ဒီ damage approach ကလည်းနည်းနည်းလေးပြန်ပြီးတော့စောင့်အောင်ပဲဗျာပြီးတော့ ဒီ super bug ကလည်း holy crystal ပဲလိုတယ်ပေါ့နော်။သူက magic penetration device clip လိုအမျိုးလေးတော့ပါတယ်။ဆိုတော့နည်းနည်းလေးတော့စပြီးတော့နားလာပြီ။ခုနကလည်း messy ပြန်ပြီးတော့ကြားခဲ့ရဆိုတော့ဘိုင်းချားလေးတော့ရှိတယ်။ဆိုတော့ AI e-sport အသေးအနေနဲ့ကလည်းဒီအမားတော့လုံးလို့တော့မရောက်ပေါ့နော်။ကျွန်တော်အမားလို့လို့ရှိရင်တော့ဒီ best damage တွေပါနေတဲ့အတွက်ကြောင့်မလို့ဂရုတော့စရမယ်။အဲပြန်ပြီးတော့ခံပတ်လို့မပွားရင်ကြတော့တကောင်ရရင်တကောင်ဖြတ် ါပေမဲ့အဲ့ဒါကောင်တော့ပြတ်ဖို့တော့လိုတယ်အဲအဲ့လိုမျိုးနဲ့ပြန်သွားမှာပဲဒီ Rion Esport အနေနဲ့အဆင်ပြေမှာဗျ AI Esport အနေနဲ့တော့တို့ဒီ Polar Mech Second Law ကိုတသက်ရက်လေးနဲ့ယူသွားနိုင်ပြီးတော့ Mega 3လောက်ထိ ပြန်ပြီးတော့ဒါယူသွားနိုင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေမှာပါအဓိကတော့ Rain Esports ရဲ့ Camper Point ကရှာကနည်းနည်းလေးခတ်နေရဗျအဓိကရှောင်းရံအနေနဲ့ကျွန်တော် Yuri နဲ့ကြားထဲမှာ Network 3K နီးပါးလောက်ပြတ်နေတယ်အဲ့တော့ခုမှ BOD ပြန်ပြီးတော့ပါတယ်ပေါ့နော်ဖွင့်လေးပြောရင်သူ့ရဲ့ Space ကြီးပြန်လိုက်ရှာမှာဒါသူ damage ပေးရပြွားရတဲ့ဘိုင်းမှာအဆင်ပြေတယ်အရှိမကျွန်တော်တို့ပြောခဲ့သလိုပဲ AI Esports Frontliner တကယ်ကိုတောင်းနေ AOE Crowd Control နှစ်ကောင်ပါနေရဗျဝင်လာတဲ့ကောင်တွေအကုန်လုံးပြေဖြတ်ပြီးတော့ stand လို့ရတဲ့ဘိုင်းအကြောင်းကိုဒီလောက်ရော AI Esports နေနဲ့ တနောင်တတလေးပဲကြောပြင်လဲပြီးတော့တိမ့်ပိုက်လို့သွားခဲ့ပါပြီ။ဟော Vanish တွေကိုပြင်ပြီးတော့ Against တို့ဖို့က Ryan Esport နဲ့နည်းနည်းလေးပို့ပြီးတော့ခက်ခဲလာခဲ့တဲ့အနေအထားမျိုးလေးတွေပြောရမှာဗျာနော်။ရှောင်းရဲကဒီ Objective Jungle Objective ဘာအိုင်ဘာညာပြန်ပြီးတော့ဘာအိုင်နဲ့မှလည်းသူ့အနေနဲ့ Lance တော့ရှင်းလို့မရသလို နောက်ပိုင်းပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှင်လေ Angela Spooning ရလာခဲ့တဲ့ Yuri Lanslo ဘိုင်ဝါနဲ့ဘိုင်သွားမေးမယ်ဆိုရင်မလည်းနေမချတ်မှာသူအရင်တာမတ်အနေထားမျိုးပေါ်တော့သိမရှိဘူးဗျာနောက်တစ်ပါလာခဲ့တဲ့ Minion Wave တွေအသုံးချပြီးတော့ Online Mega ထက်ရဖို့တော့အရင် eSport ပထမဆုံးအနေနဲ့ Trial လေးမယ်နောက်ကက်ဒီ 8.5k Goal Leading စပြီးတော့ဖြစ်လာခဲ့ပါပြီကဲနောက်ကျွန်တော် Lone to ပဲ Mega နေပြီးတော့10 10 match ကြီးကိုတက်လာတော့ဗျာဆိုတော့ AI eSport အသင်းကသူတို့ရဲ့ target တွေကတော့ဆန်လေးရဲ့ mega turret တွေပဲအရင်ဆုံး trial ဖို့တော့များတယ် လောကတော့ရှင်းသွားတာမြန်တော့မြန်သွားတယ်ဒါပေမဲ့မဲကတလုံးတော့ရတာပြီဗျာနော်ဘတ်တဆိုင်ဘောကလည်းတိတ်မတွေ့ရသေးဘူးဂျယ်နီသေးရဲ့အေးဖိုင်နယ်ဆလာမတူမန်တော့ထိနေခဲ့ပြီလေအရင်ကြီးတော့ဘတ်တဆိုင်ရင်ပုံတော့မရောက်ဗျာအွန်လိမေကပဲ force မှာပါပဲတကယ်တော့ကျွန်တော်အဲ့အဲ့အကောင်လုံးပြီးသွားမှာ minion wave နဲ့အဲ့တို့အနေနဲ့ throne ရိုက်ဖို့ရိုင်းနှုံးတော့များလိမ့်မယ်။အဲ့မကာကြဆွဲတဲ့ရောက်တော့အရင် e-sport အနေနဲ့ပြန်တတိထားမှတော့ရမယ်ပေါ့နော်။သူတို့လိုချင်တာတော့ all in mega ဖြစ်တယ်ဗျာ။ညမလား amber key ပဲတစ်ဖက်က reverse strat သုံးကြတော့မလား breath of ocean လေးချက်ပြေးရတယ်ပဲ။ တဖက်ကလည်း run e-sport အနေနဲ့သူတို့ဒီ crow တခြားလည်းပဲအမခံရအောင်ပြန်ပြီးတော့သွားနေကြတဲ့အနေအထားမျိုးလို့ထပ်တွေ့ရတယ်။တဖက်ကလည်းကျွန်တော်တို့ဒါ run e-sport ဘက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ ਨੇ defend အားမယ်အရင်မှအခံညို final slash မှာ2 man နဲ့ semi ray backline ကိုတွားပြီးတော့ထိုင်ရတဲ့ execution ဖြတ်ထိုးမှာတော့ order rage ကိုရောက်ရှိနေရမယ်။ boss back battle ကို super line အနေနဲ့ပြန်ပြထားဖို့တော့ကြိုးစားရပြဖြတ်ပါမလား။သိပ်မလွယ်သေးဘူး red wave ကပြန်ပြထားချက် backline က penalty zone နဲ့3 man နဲ့ mercy ထိုင်ခဲ့တဲ့ damage တွေအောက်မှာ super battle ကောင်ထပ်ပြီးတော့ပြန်တန်းခံရတဲ့ aog တောက်လျှောက် live ပါလာရတဲ့ခါမှာ black immortal ပြန်ချဖို့တော့များနေပြ1 for 1လေးပဲရှောင်းရန်တက်ချဖို့တော့ရှိနေကြတဲ့ခါမှာ elite ဒက်ဘခေးနဲ့သူ dash တွေ dash တွေတောက်လျှောက်ယူရီပြတာနေနဲ့ backline နဲ့မကန်ဖူးတကောင်မှာပြန်ပြီးတော့ပြေးခဲ့ရပြီပြင်စမဲ့ပြန်ချသလို1 for 3 trade မှာတော့ crystal throne ကိုရိုက်ခွဲနေနေပဲ best of 3 series ရဲ့ game number 1ကို ai esport ဦးဆောင်ထားနိုင်ခဲ့ပြီလေဖြစ်ပါတယ် ai esport ဒီဒီခေါ်ရဲ့ game number 1မှာတော့တသက်ရလေးပဲအနာရလကူတော့ရယူသွားနေနေပဲ ms season 2